အဲ့ဈေးမှာ print ထုတ်တဲ့အခါမှာသူကဈေးဟာကွက်တွေပါပြီးတော့ကြာတော့ print ထုတ်တဲ့အခါမှာ preview ကြည့်ရတဲ့အချိန်မှာဈေးဟာကွက်ပါပြီးတော့ print ထုတ်တဲ့အခါမှာဈေးဟာကွက်တွေပါမလာဘူးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ရင်ဖြစ်တတ်တဲ့နေရာလေးကိုတစ်ချက်ကြည့်ထိတ်ဆုံးอ่ะဒီမှာ page လေးရောက်တက်ထင်မှာအခုဆိုရင်ဒီမှာ print မှာအမှန်ကြီးရှိနေတယ်။အဲ့အမှန်ကြီးရှိနေတဲ့အချိန်မှာ file name က print သွားကြည့်လိုက်။ file name ကနေ print သွားကြည့်လိုက်ရင်ဒီမှာဇာတ်ကွက်ပါတယ်လို့ထင်ရတယ် နော်အဲ့ချိန်မှာ print တန်းထုတ်လိုက်မယ်ဆိုဒီစရာဘွက်ပါလာမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုရင်ထိတ်ဆုံးက page layout တက်ထဲက sheet option အပေါ်မှာဒီမှာ print မှာအမှန်ချင်ရှိနေခဲ့တဲ့အတွက်ဒီ print ရဲ့ရှိမှာအမှန်ချင်ရှိခဲ့တယ်ဆိုရင် preview ကြည့်ရဲ့ချိန်မှာစရာဘွက်ပါလေ print ထုတ်စရာဘွက်မပါဘူး။နော်။အဲ့တော့အခုလောလောဆယ်ဆိုရင် print မှာအမှန်ချင်ပြန်ထည့်ထားလိုက်မယ်။မှန်ချင်ထည့်ပြီး file လေးက print နဲ့တွားကြည့်လိုက်မယ်။ ဒါဆိုရင်ဒီမှာဆီရခွက်ပါတယ်ထင်ရတာเนาะတကယ်တကယ်မပါဘူးပေါ့အဲ့တော့ तू อ่ะ print ထုတ်လိုက်တဲ့အချိန်မှာဒီမှာပါတယ်ထင်ရတယ်ဒါပေမဲ့တကယ်လို့ဒါဒီမှာ printer name ရေးမယ်ဒီမှာ active sheet ရေးမယ်ပြီးရင် print နဲ့သွားလိုက်မယ်ဆိုရင်မပါဘူးအဲ့တော့ဆီရခွက်ပါခြင်းဘယ်လိုလုပ်လဲဆီရခွက်ပါခြင်းဒီ print ရဲ့အမှန်ချစ်ကိုဖြုတ်လိုက်ရမယ်ဒီမှာเนาะ print နဲ့ print ရဲ့အမှန်ချစ်ကိုဖြုတ်ဖြုတ်ပြီးတော့ရင်ကိုဆီရခွက်ပါခြင်းနဲ့ဆဲခွက်ကိုဆက်လက်မှတ်လိုက်ပြီးရင် home tab ထဲက border ပတ်တန်လေးရှိတယ် font နဲ့အပေါ်မှာနော် border ရဲ့ထောင်လို့မှနှိပ်ပြီးတော့ all border ကိုရွှေ့လိုက်ပြီးရင် file နဲ့ကနေ print သွားကြည့်ဒါဆိုရင်တော့ဒီလို border နဲ့ဖောင်ခတ်ထားတာဖြစ်တဲ့အတွက်ဒီဒီ print ကိုမှပါသွားလိမ့်မယ်အခုရွှေ့လို့မရဘူးဖြစ်နေတယ်ဘာလို့လဲဆိုရင် printer name မှာဒီမှာ printer name offline ဖြစ်နေတယ်နော်ဒါလေးကိုရွှေ့သွားတာဒါစာရွက်ပုံစံလေးကိုတစ်ချက်ကြည့်လိုက် နော်အဲ့တော့အဲ့ဒါလေးကိုတစ်ချက်ပြန်စစ်ပေးလို့ရတယ်ပြီးရင်ဒီအောက်မှာလည်း print active ဖြစ်ပြီးထားရမယ်နော်အဲ့ဒါဆိုရင်အဆင်ပြေ